အင်ဒိုနီးရှားနိုင်ငံအရှိဂျာဘာပြည်နယ်မှာတနင်္လာနေ့ကကျောင်းဆောင်ပြိုကျခဲ့လို့အနည်းဆုံးကျောင်းသား3ဦးသေဆုံးပြီးတော့အပြက်စီးတွေအောက်မှာကျောင်းသားတွေပိတ်မိနေလို့အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေအပူတပြင်းဆောင်ရွက်နေကြပါတယ်။ဂျကာတာမြို့တော်ရဲ့အရှိဘက်ကီလိုမီတာ980အကွာကစီဒိုအာဂျိုမြို့အယ်ခေါစနီအစ္စလာမစ်ဘော်ဒါကျောင်းမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်း300ကျော်ဟာပြိုကျအပြက်စီးတွေအောက်မှာပိတ်မိနေတဲ့အသက်ရှင်ကြံရည်သူတွေကိုအချိန်မီကယ်တင်နိုင်ရေးစူးစမ်းနေကြပါတယ်။ကျောင်းဝတ်ပြုဆောင်သုံးထက်တက်တဲ့စီမံကိန်းမှာပြိုကျခဲ့တာဖြစ်ပြီးတော့လောင်းပြီးတော့မချောက်သေးတဲ့ကွန်ကရစ်အလေးချိန်ကအောက်ခံအဆောင်အုံကိုဝန်ပြီးစီခဲ့တာဖြစ်နိုင်တယ်လို့ကျောင်းဦးကြီးကပြည်တွင်းမီဒီယာတွေကိုပြောကြားထားပါတယ်။ မြူဒန်ရှာပွေရေးနယ်ကင်းစည်အေဂျင်စီရဲ့အကြီးအကဲကကရိန်းတွေနဲ့မြေတူးဆက်တွေလိုမျိုးကြီးမားတဲ့ဆက်ပစ္စည်းတွေကိုအသုံးပြုနိုင်ပေမဲ့ကွန်ကရစ်တွေကိုရွှေ့လိုက်တာနဲ့ပိမိနေတဲ့သူတွေကိုအသက်အန္တရာယ်ဖြစ်စေနိုင်လို့ဒီယူတဆိုင်ကန်တွယ်မှုနဲ့အဆင့်မြင့်ဆက်ပစ္စည်းတွေလိုအပ်တယ်လို့ဆိုထားပါတယ်။ အမျိုးသားရှာဖွေရေးနဲ့ကေဆေးရေးအေဂျင်စီရုံးချုပ်ကရှာဖွေကေဆေးရေးအထူးအဖွဲ့ကိုစေလွှတ်လိုက်ပြီးတော့သူတို့နဲ့အဆင့်မြင့်ဆက်ပစ္စည်းတွေပါလာမှာဖြစ်လို့အသက်ရှင်နေသေးသူတွေကိုအစွမ်းကုန်ကယ်တင်သွားမယ်လို့အမျိုးသားရှာဖွေကေဆေးရေးအေဂျင်စီအကြီးအကဲကအာမခံပြောဆိုထားပါရီဒီကေဆေးရေးလုပ်ငန်းမှာအင်ဒိုနီးရှားစစ်တပ်အမျိုးသားရဲတပ်ဖွဲ့ဒေသခံ BND ရဲ့စီမံခန့်ခွဲရေးအေဂျင်စီမိသားတပ်ဖွဲ့တို့အပါအဝင်အေဂျင်စီနဲ့အဖွဲ့အစည်းပေါင်း56ခုပူးပေါင်းပါဝင်နေကြပါရီခင်ဗျာ